ိုသွားခြင်းနဲ့အနေထားကြီးရောက်တယ်တချို့လည်းကိုသွားခြင်းနဲ့အနေထားကြီးမရောက်ဘူးအဲ့ထဲမှာတော့ကျွန်တော်ထူးထူးခြားခြားသတိထားမိတာကဒီဟာဒီအိမ်ကွင်းစွမ်းဆောင်ရည်တိတာတာမြင့်တက်လာတဲ့အချက်ပေါ့ဟုတ်ကဲ့ကျွန်တော်ဒါချက်လက်တွေရကြည့်တော့1966နောက်ပိုင်းဒါ pre ဒီအင်္ဂလန်ဘယ်လိုပြောမလဲအစ်မြင့်ဆုံးတန်းပေါ့နော်ဟုတ်ကဲ့အစ်မြင့်ဆုံးတန်းနေမှာဆိုရင်ဒီဘွဲ့စဉ်71ပြီးဒါနိုဝင်ဘာလအလောက်အရောက်မှာဆိုရင်အိမ်ကွင်းနိုင်ပွဲနှုံး အမြင့်ဆုံးပေါ့နော်ဒါနိုင်ပွဲနှုန်းပေါ့နော်ဒါနိုင်ပွဲနှုန်းကဒါ93ရာခိုင်နှုန်းလောက်ရှိတယ်ဆိုကာဟာပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1hback ကနေအဓိကကူညီပံ့ပိုးပေးတာပါလေပိတ်သက်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ 1hback ကိုဒေါင်းလုပ်ရယူပြီး promo code 1soccer house နဲ့အတူအကောင့်ဖွင့်ဆော့ကစားနိုင်ပါတယ်ပထမဆုံးတွင်ွေအတွက် အများဆုံးဒေါ်လာ130နဲ့ညီများတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့အစီအစဉ်ရှိကြောင်းကိုလည်းဒီပေးလိုက်ပါရစေ။ Cyber Gain နဲ့အခြားအားကစားနည်းတွေပြင်အခါအလျောက်စွာရှိနေတဲ့ promotion တွေကနေစုကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါရစေ။ promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်တိရှိနိုင်ပါတယ်ဗျာ။ Soccer House ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီတစ်ပတ်မှာတော့ကျွန်တော်တို့က Premier League ပွဲစဉ်တွေတစ်ဖက်နားပြီးတော့ International Break နိုင်ငံတကာပွဲစဉ်တွေဝင်လာပြီဆိုတော့ကျွန်တော်ပရီးမီးယားလိပွဲစဉ်တွေရဲ့ဒီရာသီစွမ်းဆောင်ရည်တွေပေါ်မှာကျွန်တော်တို့ရဲ့အမြင်လေးတွေကိုဒါတုံ့တက်သွားမှာဖြစ်ပါတယ်ဒီ season မှာတော့ကျွန်တော်နဲ့အတူကိုရရင်ကပါဝင်ပြီးတော့တုံ့တက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါကိုဟုတ်ကဲ့မင်္ဂလာပါကြောက်ကဲပရီးမီးယားလိကအခုဆိုရင်ဒါ international break အနေနဲ့ဆိုရင်ဒါ၃ဖြတ်ပါနော်တလားတစ်ချိန်တလားတစ်ချိန်ဝင်လာပြီးတော့အခုဆိုရင်၃ဖြတ်နာပါပြီဒါကစားခဲ့တာလဲပွဲစဉ်17ဆိုတော့ဒါ၄ပုံ၃ပုံကြောကြောသုံးပုံ၃ပုံမရောက်တရပါနော်ဒါရာသီရဲ့ဒီအစပိုင်းလေးတွေမှာအသင်းတွေရဲ့လက်ရှိအခြေအနေလေးတွေတချို့လဲ ကိုသွားကျင်တဲ့အနေထားကြီးရောက်တယ်တချို့လည်းကိုသွားကျင်တဲ့အနေထားကြီးမရောက်ဘူးအဲ့ထဲမှာတော့ကျွန်တော်ထူးထူးခြားခြားသတိထားမိတာကဒီဟာဒီအိမ်ကွင်းစွမ်းဆောင်ရည်တိတတာမြင့်တက်လာတဲ့အချက်ပေါ့နော်အဲ့တော့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့အခုအမြင်လေးပေါ့ဒီအိမ်ကွင်းစွမ်းဆောင်ရည်တိုးတက်လာတဲ့အပိုင်းပြီးတော့ပြီးခဲ့နှစ်တည်းကထက်ရှင်းမယ်ဆိုရင်ကျွန်တော်ဒါအမြင့်ဆုံးမှတ်ကိုရောက်လာရဲဆိုဒီအပိုင်းနဲ့ပတ်သက်ပြီးတော့အခုအမြင်လေးပြောပြပါအောင်ဗျဟုတ်ကဲ့ကျွန်တော်ဒါချက်လက်တွေရကြည့်လို့1966နောက်ပိုင်းဒါပရီဒီအင်္ဂလန်ဘယ်လိုပြောမလဲအစ်မြင့်ဆုံးတန်းပေါ့နော်ဟုတ်ကဲ့အစ်မြင့်ဆုံးတန်းနေမှာဆိုရင်ဒီဘောဇင်71ပြီး ဒါနိုဝင်ဘာလလောက်အရောက်မှာဆိုရင်အင်ကွင်းနိုင်ပွဲနှုံအမြင့်ဆုံးပေါ့နော်ဒါနိုင်ပွဲနှုံပေါ့နော်ဒါနိုင်ပွဲနှုံကဒါ53ရာခိုင်နှုံလောက်တိရှိတယ်ဟုတ်ကဲ့ကျွန်တော်ဟိုးရင်ခေဦးလုံးကတော့တမျိုးပေါ့ဗျာဒါအင်္ဂလန်ဒီဘောလုံးလောကအစကာလာမျိုးကတော့ဒီခီးသွားလာရေးခက်ခဲတာမျိုးတော့အဲ့ကာလာတွေကတော့အင်ကွင်းနိုင်ပွဲနှုံက60ရာခိုင်နှုံလောက်တိရှိတယ်အဲ60ရာခိုင်နှုံလောက်ရှိခဲ့ပြီးတော့မှနောက်ပိုင်းမှာကတော့ကျွန်တော်ဒီဘက် ဒီမကြသေးခင်နှစ်တွေကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်ဒီလွန်ခဲ့တဲ့25နှစ်အတွင်းပေါ့ပရီးမီးယားလိစတင်ခဲ့တဲ့25နှစ်အတွင်းပြန်ကြည့်လိုက်မယ်ဆိုရင်အိမ်ခွင့်နိုင်ပွဲတုန်းကအများဆုံးဒီ46နဲ့49ရာခိုင်နှုန်းလောက်ပဲရှိခဲ့ပုံမှန်ပေါ့နော်46နဲ့49ရာခိုင်နှုန်းကြားလောက်ပဲအများဆုံးရှိတယ်ဥပမာဒါ53ရာခိုင်နှုန်းဆိုတော့တော်တော်ကြီးကိုအားကောင်းလာတာကိုတွေ့ရတယ်ပို့ပြီးမှဆိုတာကကျွန်တော်တို့ဒါအမှတ်မရဒီ2020 20 21 22ရေနောက်တော့ပြီးခဲ့တဲ့ရာသီကအချိန်နေလဲကျွန်တော်ဒါပြန်ကြည့်လိုက်မယ်ဆိုရင်လည်းဘယ်လိုပြောမလဲ အဝေးကွင်းကရမတ်ပူအဝေးကွင်းနိုင်ပွဲနှုန်းတွေပို့ပြီးတော့မှများတာပေါ့ကျွန်တော်ပြောချင်တာဒီအိမ်ကွင်းနိုင်ပွဲနှုန်းဒီလောက်ထိမများအောင်ဒီလိုမများတဲ့အခြေအနေကိုကျွန်တော်ပြန်ကြည့်လိုက်ရင်ဒီဘယ်လိုပြောမလဲဧည့်သည်တွေကခန်းစစ်ကိုပိတ်ပြီးတော့မှကစားတဲ့ဟာတွေဒီလိုအခြေအနေတွေကြောင့်ဒါတစ်ဖက်တည်းကျွန်တော်ပြန်ကြည့်ရမယ်ဆိုအင်ရှင်အဖြစ်ကစားရတဲ့အတင်းတွေဟာဒီနိုင်ပွဲနှုန်းတွေကျွန်တော်ရောကြခဲ့တာတွေ့ရတယ်ဒီနှစ်မှာကတော့ကျွန်တော်ဒါအိမ်ကွင်းနိုင်ပွဲနှုန်းများလာခြင်းနဲ့တူဘာရီမြင်ရလဲဆိုတော့ဒီ chaos ပေါ်ပေါ့ပေါ့နော်ကျွန်တော်ဒီဘယ်လိုပြောမလဲ အတင်းနေအများစုကကျွန်တော်ကြည့်မယ်ဆိုရင်ဒါ vertical play ပုံများလာတယ်ဒီ in play ပဲကြည့်ကြည့်ဒီ sub play ကိုအားပြုတဲ့အတင်းတွေကိုပဲကျွန်တော်ကြည့်မလားဥပမာဒီရာဒီမှာဆိုရင်အေကွင်းရဒီရလက်တွေတော်တော်လေးကောင်းတဲ့အတင်းတွေမှာဆိုရင်ဒါအတင်းကြီးတွေနဲ့သူ brand 4တို့နောက်ထပ်ပုံမောင်းတို့ဘီလာတို့အလဲလက်တွေနောက်ထပ်ဒီ sunderland တို့လို့အတင်းတွေလည်းပါပါတော့ sunderland ဆိုရင်ကျွန်တော်ဒါဒီရာဒီအေကွင်း6ပွဲမှာဆိုရင်6ပွဲစလုံးမရှိဘူးဒါပေမဲ့သူတို့ကတော့ in play တဲ့စာရင်ကျွန်တော်ဒါ sub play ကိုပို့ပြမှာအားပြုတယ်ဒီလိုအားပြုတဲ့ပုံစံကလည်းကြည့်လို့ဘယ်လိုပြောမလဲခန်းစစ်ကိုပိတ်ကစားတာမျိုးကတိတ်ပြီးတော့မှာတော့ မရှိတော့တဲ့အခြေအနေသူတို့ရဲ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒါကြည့်ရမယ့်ချက်ကအိမ်ငွေးနိုင်ငွေးနှုန်းများလာခြင်းတဲ့သူအသင်းငယ်လေးတွေရဲ့ဒီစူးစမ်းမှုတွေလည်းကျွန်တော်တို့ဒါတွားပြီးမှတွေ့ရပါဘောနော်အထူးဖြစ်ကျွန်တော်တို့ဒါအသင်းငယ်လေးတွေကအိမ်ငွေးရမှတ်ကိုပို့ပြီးမှအားပြုလေးရှိတာကိုကျွန်တော်တွေ့ရတယ်ပရီးမီယာလိဒါတရားသည့်အတွင်းနေထဲမှာဆိုရင်အင်ကွင်းရမှတ်ရရှိတဲ့နှုံးနဲ့အဝေးကွင်းရမှတ် ရရှိရနော်ကွာခြားတဲ့အများဆုံး၃ဒါ၃ချိန်ပေါ့နော်အများဆုံး၃ချိန်ကျွန်တော်ကြည့်မယ်ဆိုရင်အသင်းငယ်တွေကပို့ပြောများတယ်ဥပမာဖူဟန်တို့ဖူဟန်တို့ဆိုရင်ကျွန်တော်ထင်တယ်ဒီ၂၀၁၅၁၆လောက်လာမျိုးအိမ်ကွင်းမှာဆိုရင်ရမတ်အဖြစ်ဒါနမတ်ကြော်ကြော်လောက်ထိရှာနိုင်ပြီးတော့မှအဝေးကွင်းမှာဆိုရင်ကကြတော့ကျွန်တော်ဒါတမတ်နီးပါးလောက်လီပဲရှာနိုင်တဲ့ပုံစံမျိုးကြည့်ရဆိုဒီအနေထားဟာအိမ်ကွင်းနိုင်ပွဲတော့များလာခြင်းဟာဘာလို့ကျွန်တော်တွားပြီးတော့မှတွေ့ရလဲဆိုတော့နမတ်၁ကျွန်တော်ဒါအသင်းငယ်က ဒီ chaos football တွေကိုကစားလာတယ်ဒီ Manchester City လိုမျိုးပေါ့နော်ဒါထိတ်တန့်အသင်းလိုမျိုးအသင်းနေရာအစဒီ chaos football ကိုကစားလာတာတွေ့ရနောက်တစ်ချက်ကကြတော့အသင်းငယ်တွေရဲ့အင်္ဂွင်းကစားအတူကြီးကိုကောင်းလာတွေ့ရတယ်ပြီးခဲ့နှစ်ကဒီနောက်ဆုံး200ဒီအတွင်းမှာကျွန်တော်ကြည့်လိုက်ဗျာတန်းတဲ့အသင်းတွေရဲ့အင်္ဂွင်းရမှတ်ရှာဖွေနိုင်မှုအင်္ဂွင်းမှာနိုင်ပွဲရှာဖွေနိုင်မှုဆိုတာအရန်ကိုအားနေတယ်ဒီလိုအားနေခဲ့လို့လေဒီ၃သင်းစလုံးကနှစ်ချင်းပေါက်တန်းပြန်ဆင်းသွားဒီနှစ်မှာကျတော့ကျွန်တော်ဒါတန်းတဲ့၃သင်းစလုံးကအခြေအနေလက်တစ်ခုကောင်းနေတယ်ဒီလိုကောင်းနေခဲ့ခြင်းနဲ့တူကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်အင်္ဂွင်းစွမ်းဆောင်ရည်တွေ ော်တော်ကြီးကိုကောင်းလာပေါ့လေအဲ့ဒီတိုင်မဲ့အတင်းကြီးတွေရဲ့အင်ကွင်းဆောင်းဆောင်ကြီးကလည်းဒါတော်တော်ကြီးကောင်းပါလေအာဆင်နယ်လို့ဆိုရင်လည်းအင်ကွင်းမှာဟိုဂျမ်ဘတ်ဂျမ်ဘတ်လေးနော်မန်ချက်စတာစီးတီးဆိုရင်လည်းအင်ကွင်း6ပွဲမှာဒါရမဆန်ကမတ်တီယူနိုက်တက်ဆိုအတင်းကြီးတွေဒီလိုအတင်းငယ်တွေကလည်းဒီချက်လေးတွေဘယ်လိုပြောမလဲအင်ကွင်းမှာရမဆူဆောင်းနိုင်မှုအားကောင်းလာလေလေတွေ့ရတာပေါ့ဟုတ်ကဲ့ပါဒီရသည်ဆိုရင်ဒါမန်စီးတီးကအင်ကွင်းရမ15မှတ်ယူတာအများဆုံးပေါ့နော်သူ့နောက်မှာအာဆင်နယ်တို့ဒါဘုံမောက်တို့ဘရန်ဖို့တို့ဗီလာတို့ရှိတယ်ဒါ မန်စီးတီးကတော့6ပွဲကစားထားပါအာဆင်နယ်နဲ့ဘုံဘောက်ကတော့ဒါဒီရသည်မှာ9ပွဲပဲကစားတယ်ကျွန်တဲ့အသင်းတွေလည်းတော်တော်များများလဲ6ပွဲကစားထားဆိုတော်တော်လေးအိမ်ကွင်းတွေမှာအခုပြောသလိုပါနော်ရလက်တီကောင်မန်စီးတီးဆိုရင်9ပွဲနိုင်တယ်တပွဲရှုံးခဲ့တယ်ဆိုတာအသင်းကြီးတွေကဒီလိုအင်ရှင်အားသာချက်နဲ့ကျွန်တော်တို့ဒါအမြဲတမ်းပါနော်ဒါသူကတော့အသင်းကြီးတွေဆိုတာကိုယ့်ထက်နှိမ့်တဲ့အသင်းအများစုနဲ့ကစားဆိုတော့အင်ကွင်းရောက်မှပူရှားနိုင်တာတိတ်တော့မထူးစမ်းဘူးအသင်းငယ်တွေပို့ပြီးတော့ထိုးတက်လာတဲ့အပိုင်းပေါ့နော်ဒီဟာဒီမှာအသင်းငယ်တွေအခုပြောသလို ပလေးစတိုင်တွေလည်းပြောင်းလာတယ်အသင်းကြီးတွေကိုကောင်းကောင်းရင်မောင်တန်းပြီးတော့စိန်ခေါ်လာနိုင်တယ်အိမ်ကွင်းတွေမှာအမှတ်တွေယူလာနိုင်တယ်ဆိုတော့အဲ့တော့ဒီအပိုင်းအနေနဲ့ပတ်သက်ပြီးတော့အခုအမြင်လေးပေါ့အသင်းကြီးအသင်းငယ်တွေတိုးတက်လာတဲ့အပိုင်းအမှတ်တွေပို့ယူလာတဲ့အပိုင်းပေါ်မှာအခုအမြင်လေးလေးသုံးသပ်ပေးပါဦးဟုတ်ကဲ့ကျွန်တော်အဲ့မှာပြန်ကြည့်လိုက်တော့အဓိကဒီကျွန်တော်ဆောပိုင်းခဏနေမှာပြောတာတစ်ချက်လေးပါပါတယ်အိမ်ကွင်းမှာအမှတ်စုဆောင်းနိုင်မှုနဲ့အဝေးကွင်းမှာ အမှတ်စုဆောင်နိုင်မှုဂျာကွာခြားချက်လေးတွေပေါ့လေဒီလိုကွာခြားချက်အများဆုံးနေရကြတော့အသင်းငယ်တွေပြန်ပြောင်းมาဖြစ်နေတာတွေ့ရတယ်ကျွန်တော်ဒါဒေတာပြန်ကြည့်လိုက်မယ်ဆိုရင်ဒါဖူဟန်က2005 2006ရာသီမှာဆိုရင်အင်ကွင်းမှာ1.16မှတ်ကြီးယူနိုင်တယ်ကျွန်တော်အဝေးကွင်းမှာဆိုရင်ကကြတော့3.3မှတ်3ခွန်မှတ်ပဲဒါယူနိုင်ခဲ့တယ်ဆိုတော့အဲ့ဒီကာလကြီးကျွန်တော်ကြည့်မယ်ဆိုရင်လည်းဒီအငယ်အောက်တင်းအောက်တင်းနေအနေနဲ့ကကြတော့အင်ကွင်းတော်တော်ကြီးကိုအားကောင်းတယ်နောက်ထပ်ဒီအားကောင်းတဲ့အသင်းတွေမှာဆိုရင်ဒါ Leeds United Leeds United ဆိုလည်းဒီတိုင်းပဲဒီ1990 93ရာသီလောက်ကဆိုအင်ကွင်းမှာရမှတ်အားဖြင့်နှစ်မှတ်ကျော်ကျော်ဒါ2.1လောက် လောက်ထိဒါအေကွန်းမှာယူနိုင်တယ်အဝေးကွန်းမှာကြည့်လိုက်တော့အဝေးကွန်းမှာကြာရင်0.33လောက်ပဲကျွန်တော်ဒါရမတ်ယူနိုင်ခဲ့တဲ့နှစ်တည်းလည်းရှိတာကြည့်လိုက်မယ်ဆိုရင်အင်ကွင်းနဲ့အဝေးကွန်းကြာရမတ်ကွာမှုအများဆုံး3သင်းကဒီစံချိန်တင်ထားတဲ့3သင်းကအသင်းကြီးတွေဖြစ်နေဖြစ်နေတာပေါ့နော်ဒီအသင်းကြီးတွေအနေနဲ့လည်းရှိပါတယ်အသင်းကြီးအနေနဲ့လည်းဆိုတော့ဒါ Arsenal ဆို2018ကအင်ကွင်းမှာရမတ်တော်တော်လေးကောင်းတယ်အင်ကွင်းမှာ2.47လောက်ထိဒါဘယ်လိုပြောယူနိုင်ခဲ့အင်ကွင်းမှာဘယ်လိုပြောမလဲဟိုတပွဲ၃ဘက်လောက်နီးနီးပါလောက်တိကိုအာဆင်နယ်အဲ့ကာလာတော့ကောင်းခဲ့ရရှိတယ်။ဒါပေမဲ့အဝေးကွင်းမှာကြတော့အာဆင်နယ်က တုံညာတတမ84မှတ်ဆိုတဲ့ဟာမျိုးလေးပဲကျွန်တော်ယူနိုင်ခဲ့တာလေးလည်းတွေ့ရဆိုတော့ဒီအင်ကွင်းရမှတ်အများဆုံးစုဆောင်းနိုင်တဲ့အခြေအနေတွေဟာအင်ကွင်းနဲ့အဝေးကွင်းကြားရမှတ်ကွာဟာချက် အများဆုံးအသင်းတွေကကျတော့ဒီအောက်အသင်းတွေဖြစ်တာကိုကျွန်တော်တွားပြီးတော့မှတွေ့ရပါလေဒီတော့ဒီယာဒီမှာလည်းအောက်အသင်းတွေရဲ့ဒီခံကန်နိုင်စွမ်းကထပ်ပြီးတော့မှမြင့်တက်လာအောင်မလားဆိုတာကျွန်တော်ဒါထပ်ပြီးတော့မှကြည့်ရမယ်ဘာကြောင့်မလဲဆိုတော့ဒီစီဇန်လေးကိုကျွန်တော်ဒါပြောရတဲ့အပိုင်းလေးကကျတော့ဟုတ်လာမဲ့ဟိုက November လုံးဒါ December ဟုတ်ဒါ International Break ပြီးရနဲ့တည်ကြပါတယ်ပွဲချက်တွေတော့ရှိတော့ပါနော်ပွဲဟိုပွဲပွဲချက်တွေဆိုတာမှကျွန်တော်ဒါအသင်းကြီးအချင်းချင်းတွေးတဲ့ပွဲစဉ်တွေကိုကျွန်တော်ဒါဆိုလိုတာမဟုတ်ဘူး ပွဲကစားရတာ၄ရက်ပွဲကပိုစိတ်လား၃ရက်ချားတပွဲ၄ရက်ချားတပွဲအဲ့ဒီအချိန်တွေပိုပြီးမှခက်စိတ်စိတ်မြင်လာမယ့်အချိန်တွေမှာကျွန်တော်သိကြပါတယ်ဒီဟာအင်ကွင်းရဲ့အာသာချက်တွေကျွန်တော်ဒါထပ်ပြီးမှမြင်ရနိုင်မလားဆိုတော့တကယ်ကိုစောင့်ကြည့်ခြင်းကြအချိန်တွေရှိတယ်အတင်းတွေကလည်းကျွန်တော်ဒါပြန်ကြည့်လိုက်မယ်ဆိုရင်ဧည့်သည်အတင်းမှုအဝေးကွင်းရောက်ရင်ခံကစားတာမျိုး တိတ်ပြောမှမရှိဘူး။ဥမာကျွန်တော်ကဘယ်လိုပြောမလဲ။ဆန်နာလန်နဲ့ချယ်လ်ဆီမျိုးပဲကြည့်။ဒါချယ်လ်ဆီရဲ့စတမ်ဘူဘရစ်မှာကစားရတယ်။ဒါပေမဲ့ခန်စစ်ကိုအသေးပိတ်ပြောမှကစားရတဲ့ဆိုင်ကောင်တာရင်းနဲ့လည်းတောက်ပြတောက်လျှောက်ပြန်ပြောမှချင်းချောင်းနိုင်တာမျိုးကြီးကျွန်တော်တွေ့ရတယ်။ဟုတ်ကဲ့ပါ။အဲ့တဲ့အသင်းဖြစ်ကစားရတဲ့အသင်းတွေဟာ ကျွန်တော်တို့ကခန်းစစ်ကိုအသေးပိတ်ထားတဲ့စာရင်သူတို့ကလည်းဟိုဘယ်လိုပြောမလဲကစားအားကိုတော်တော်လေးအားပြုတယ် kiosk ပေါ်ပေါ်ကိုအားပြုပြီးကစားလာတဲ့ဟာတော့ဒီဟာဒီမှာလုံးဝတိတာထင်ရှားတဲ့အချက်တစ်ခုအနေနဲ့ကျွန်တော်ဒါပွဲစဉ်၁၁ပြီးမှတော့မြင်နေရတာပေါ့နော်ဟုတ်ကဲ့ပါဒါဆိုတော့အကိုရဲ့ဒီသုံးသက်ချက်အရာဆိုကျွန်တော်တို့ဒါတကယ်ပွဲချက်ကာလတွေမှာဒီထက်လည်းမြင့်တက်သွားနိုင်တယ်လို့ဒီအဲအောက်ဒီအမှတ်အောက်ကိုလည်းရောက်ကောင်းရောက်သွားနိုင်တယ်နော်ပွဲချက်တွေမှာကျတော့တသိန်းနဲ့သတင်းချာမှာပြိုင်ပွဲအနေထားတွေကမတူတော့ဘူးနော်အတင်းကြီးတွေမှာဥရောပပွဲတွေဝင်လာမယ်တခြားပြည်တွင်းဒါ FA ဖလားလို့ရှုံးတက်ဖလားတွေဝင်လာတော့မယ်ဆိုတော့အဲ့မှာ တက်သွားတာမျိုးလည်းဖြစ်နိုင်တယ်လို့အထင်မှတ်ဖဲနဲ့ဒီအမှတ်အောက်ကိုရောက်သွားမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ဒီပေါ်မှာအခုအမြင်လေးဒီ project ကာလအခြေအနေပတ်သက်ပြီးလည်းပြောပြပါအောင်ဟုတ်ကဲ့ပါကျွန်တော်က Premier League မှာကဒီဘယ်လိုပြောမလဲအင်ကွင်းရမတ်ကဝီကွင်းရမတ်ထက်ပိုပြီးမှနှိမ့်ကြတာဆိုအလုံးတည်ရတယ်မဲ့ COVID ကာလပေါ့လေဒါ2021ဒီ2021ရာသီအဲ့ဝင်းကျင်ပေါ့အဲ့ဝင်းကျင်နေရတော့ကျွန်တော်ဒါ COVID ကာလမှာ ဒီပြိသက်မဲ့ကစားရတယ်ကစားလိုက်ချင်မရှိသူရှာတာချင်မရှိဘူးမရှိတော့ကျွန်တော်တို့ဒါပြန်ကြည့်လိုက်မယ်ဆိုရင်ဒီဟာအဝေးခွင်းမှာကစားတယ်ဧည့်သည်တင်းတွေရရမဲ့ပြမြပြမြရမဲ့ရရှိမှုကကြတော့1.4ကျော်ကျော်လောက်ဒီရှိတယ်အင်ရှင်တင်းတွေရမရရှိမှုကတော့1.3လောက်ပဲရှိတယ်ဒါတော့အနေဆုံးပေါ့ဒါတော့ချွင့်ချက်အနေနဲ့ကြံတဲ့နှစ်တွေမှာတော့အများစုကတော့အင်ရှင်တင်းတွေအသားရတာကတော့ကျွန်တော်ဒါထုံးစံပါပဲအင်ဝင်ကွမှာဆိုရင်ကြာပရိသတ်ရဲ့ဒီအနေထားနောက်တစ်ခါတော့ဒီအင်ကွေးအသားချက်တွေနဲ့ပတ်သက်ပြီးတော့မှ honorary ပြောရတဲ့ဟာလေးဆိုရင် ဒါအမှတ်ရစရာပေါ့နော်။ Unreal ဒီ Hybrid မှာ तू ကစားခဲ့တုန်းကဆိုရင် तू ဘယ်နေရာရောက်တယ်ဆိုတာဥမာတော့ तू ကျွန်တော်ဒါ Queen ရဲ့အနေထားကို तू တအားကျွမ်းကျင်တဲ့ပုံစံပေါ့နော်။ तू Queen ပဲအစိတ်ပိုင်းရောက်ပြီးတော့မှရှေ့တန်းပဲရောက်ရောက်ဒီနောက်တန်းပဲပြိုင်ပဲတင်းရဲ့ Go Iriana ပဲရောက်ရောက် Go Si ပဲရောက် तू ကစားရတဲ့ဟာဟိုဒီ Queen ကို तू အလွတ်ချက်ထားပြီးသားပုံစံမျိုးထိဒီ तू ခန်းစားရတာပေါ့နော်။ဒါ Hybrid မှာ तू ဘယ်လောက်ထိကျင်လည်ခဲ့တယ်ဆိုတာဒီလိုမျိုးပဲတခြားကစားသမားတွေကလည်း तू Queen မှာအသာချက်ကိုကြည့်ရတော့ကျွန်တော်ဒါရှိကြမှာပေါ့လေ။အဲ့မှာ ထူးခြားလေးတစ်ခုကတော့ဒီရာသီမှာကျွန်တော်ဒါ Tottenham Hotspur တို့ကြတော့နည်းနည်းလေးထူးခြားတဲ့အထက်မှာပါတယ် Spurs ကဒါ Premier League မှာဆိုရင်ဒီရာသီဒါပွဲစဉ်17အပြီးမှာအဝေးကွင်းရှုံးဝဲလုံးဝမရှိသေးဘူးအင်္ဂွင်းမှာကြတော့ရမတ်လေးမှတ်လာပဲယူလိုက်နော်ဒါရမတ်လေးမှတ်ပဲယူနေတယ် ဘန်လီကိုတပွဲနိုင်တယ်နောက်နောက်ဆုံးကစားပွဲရဲ့မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာတည်ကြတယ်လီမတ်ပဲယူနိုက်တက်ဂျန်နပွဲတွေမှာစပါကအစော်ရီ၅မှတ်ဖြစ်နေမယ်ကျွန်တော်ဒါဝူဗန်တန်ကိုလိုက်ယူနိုက်တက်နဲ့ပွဲမပါခင်ပါတော့မန်ယူနိုက်တက်ဆို၅မှတ်ဖြစ်သွား၅မှတ်ဖြစ်သွားမယ်ဝူဗန်တန်ကိုသူတည်ကြကြီးတယ်ဝူဗန်တန်နဲ့ပွဲလဲကျွန်တော်ကြည့်လိုက်တော့နောက်ဆုံးမိနစ်မှာမှရတဲ့ချိပါကူနဲ့ချိပါကူနဲ့တည်ရပါဆိုစပါကတော့ကျွန်တော်ဒါချွင်းချက်ပေါ့နော်ဒါစပါရဲ့အခြေအနေကတော့လက်ကြံပွဲတွေမှာအင်ဝင်ရမတ်ဘယ်လောက်ထိစုဆောင်းနိုင်မလဲဆိုတော့ကျွန်တော်ကြည့်ရမယ်မတူညာလေးတစ်ခုကကျတော့တချို့အခြေအနေတွေမှာ ဒီအင်ရှင်သင်းတွေရုံးကန်ရတယ်ဆိုတော့ကျတော့ဘယ်လိုပြောမလဲခြေစွမ်းအားဖြင့်ရက်လက်အားဖြင့်နှိမ့်ချနေတဲ့အခြေအနေမှာဆိုရင်ပို့ပြီးမှရုံးကန်ရတယ်ဘာဘာသဘောတူအောင်ねကျွန်တော်သွားပြီးတူလဲဆိုတော့ရက်လက်ဆိုးရနေတဲ့အခြေမှာဥမာတစ်ဖက်သင်းကိုဥဆောင်ကိုပေးလိုက်ရတာ ਨੇ တပြိုင်တည်းဒီအင်ရှင်သင်းရဲ့အားပေးမှုကကိုယ်အသင်းအတွက်ဖိဘယ်လိုပြောမလဲ pressure ပြန်ဖြစ်တော့ pressure ပြန်ဖြစ်မှဖြစ်သွားတယ် ဒီ motivation မဖြစ်ဘဲနဲ့ pressure ပြန်ပြီးတော့မှဖြစ်သွားတဲ့အခြေအနေတွေကကျွန်တော်ဘယ်အသင်းတွေမှာကျွန်တော်မြင်ရလဲဆိုတော့ဥပမာ Northern Forest တွေကနေမှမြင်ရတယ်ဒါ Northern Forest ဆိုရင်ဒီအသင်းကြီးပြအပြောင်းလဲများတာ ਨੇ သူအသင်းပေါ်ပရိသတ်တွေရဲ့ဒီအားပေးတဲ့ပုံစံကမိနစ်တုံးကလိုမျိုးမဟုတ်တော့တဲ့အခြေအနေမျိုးပေါ့နော်နောက်ပိုင်းကတော့ဒါရက်လက်လေးပြန်ကောင်းလာတော့တွေ့ရပါတယ် Northern Forest ရဲ့ဒီဟာဒီအင်ကွင်းရမတ်ရရှိမှုနှုံးနေကျွန်တော်ကြည့်မယ်ဆိုရင်ပုံမှန်ထက်တော့ပိုပြီးတော့နည်းတယ်ဥပမာ Wolverhampton ဆိုရင်ဒါနီးပြနဲ့ကစားသမားချာဒါနော် oh sorry နီးပြနဲ့ပရိသတ်တွေချာ ဟိုကတော့ဆက်ဖြစ်တဲ့အထိကျွန်တော်တို့ဒါဖြစ်ရဆိုတချို့ရောအချီနီမာတွေကတော့အင်ရှင်သင်းတွေရဲ့ဒီအင်ရှင်ပြိတ္တတွေရဲ့အားပေးမှုဟာဒီကိုအသင်းကိုပြန်ပြီးမှဖိအားဖြစ်တဲ့အခိုက်အတန့်မျိုးတွေတော့ရှိတယ်ဒါပေမဲ့အများအားဖြင့်တော့ကျွန်တော်ဒါပဲချက်လက်ကိုပဲကြည့်ကြည့်ပါတော့ဒီအင်ရှင်သင်းရဲ့ဒီအာသာချက်တွေကတော့ကျွန်တော်တို့ဒါအများကြီးပါတပွဲပြပြပင်နေရီရရှိမှုတပွဲပြပြသွင်းကိုတပွဲပြပြကျွန်တော်တို့ဒါဂိုးဖန်တီးနိုင်စွမ်းစသဖြင့်အစိတ်ပိုင်းအများစုမှာတော့အင်ရှင်သင်းရဲ့အာသာချက်တွေကတော့ကျွန်တော်တို့ဒါအများကြီးရှိတာပါပဲဒီတော့အခုလက်ရှိအနေအထားကတော့ကျွန်တော်တို့ဒါပြန်ပြီးတော့မှ ဒါစောင့်ကြည့်စရာရှိလဲဆိုအခုပွဲချက်တွေလာမယ်ပွဲချက်တွေလာမယ်အနေထားတကူမှာကျတော့အတင်းအများစုလက်ရှိဒါကျွန်တော်ဒါဒီရဒီမှာကစားနေတဲ့ပုံစံတွေကကျွန်တော်ကြည့်မယ်ဆိုရင်ကြောက်လဲအာကျွန်တော်စောပိုင်းပြောဆိုခန်စစ်ကိုပိတ်ကစားတာကျတော့တော်တော်ကြီးကိုအားနေတဲ့ပုံစံလေးတွေမြင်ရတယ်အဲ့အတွက်အင်ရှင်အားသာချက်ရှိတဲ့ နေထားလေးကလာမဲ့ပိုးတွေကြာရင်လည်းကျွန်တော်တို့ဒါပြန်ပို့ပြီးမှမြင်ရနိုင်တဲ့အနေအထားမျိုးရှိတယ်လို့ကျွန်တော်တို့ယူဆမိတယ်လက်ရှိကျွန်တော်တို့ဒါပွဲစဉ်7အပြီးမှာဒါ1966ခုနှစ်နောက်ပိုင်းဒါအင်္ဂလန်မှာဆိုရင်အင်ကွင်းနိုင်ပွဲတော့အများဆုံးဖြစ်ဒါအရှင်သင်းတွေကဒါပြက်ပြက်53ရာခိုင်နှုန်းထိဒါနိုင်ပွဲရတာကျွန်တော်ထင်တယ် January ဒါမှမဟုတ် February ပေါ့နော်အဲ့ကာလတွေရောက်တဲ့အချိန်မျိုးကြာရင်အရှင်သင်းတွေရဲ့ဒီနိုင်ပွဲရရှိမှုနှုန်းကဒီတမက ိုပြီးမှတော့များလာနိုင်တယ်ပေါ့နော်ဟိုကျွန်တော်ဒါဘယ်လိုပြောမလဲအင်္ဂလန်ဘောလုံးတမိုင်းအစကာလာတွေဒါခီးသွားလာရေးခက်ခဲခဲ့တဲ့ကာလာတုန်းကနိုင်ပွဲရရှိမှုနှုန်း60ရာခိုင်နှုန်းလောက်ထိရှိခဲ့တဲ့အခြေအနေမျိုးမရောက်ဘူးဆိုခဲ့ရင်တော့မှကျွန်တော်ထင်တယ်54 55စသဖြင့်ဒီတက်ကိုပိုပြီးမှ များလာနိုင်တဲ့အနေအထားရှိဆိုဒီလာမဲ့ပွဲချက်ကာလတွေမှာလည်းအရှင်သင်းတွေရဲ့လှုပ်အားနှုန်းတွေကတော့တကယ်ကိုစောင့်ကြည့်ကြင်ကြအခြေအနေရှိသေးလို့ထင်တယ်ဗျ။ဟုတ်ကဲ့ပါ။အခုပြောခဲ့သလိုပဲဒီထဲမှာလည်းကျွန်တော်အသင်းငယ်တွေရဲ့ခံကန်နိုင်စွမ်းပေါ့နော်။အသင်းငယ်တွေကအရင်တုန်းကလိုအသင်းကြီးတွေဆိုလုံးဝကြီးပိတ်ကစားမျိုးမဟုတ်တော့မယ်။သူတို့ကိုယ်တိုင်လည်းပြိုင်ဘက်ကိုချက်ကောင်းထိုးနှက်နိုင်တဲ့အနေအထားမျိုးဒီကစီမှာ front foot ကိုကျွန်တော်မြင်ရတာပေါ့နော်။ front foot မြင်ရတယ်။ long throw တွေ long ball တွေ jagger ball တွေ။ ball လီမြင်ရတယ်။ဥပမာ ball လီဆိုရင်ဒါ ultra foot မှာကစားတဲ့ပွဲ။ဒါအခုအားလုံးလည်းကြည့်ရတယ်ဗျ။ ball လီဘယ်လောက်ကြီးကစားထေးလုံးမတင်တော့ဘူးကျွန်တော်။ဒါတော့ထက် Tottenham Hotspur ားနဲ့ကစားတဲ့ပွဲအမှန်ရရှိမှုနှုံနိုင်ပွဲရရှိမှုနှုံကတော့ကျွန်တော်အဲ့ဒီအင်းတွေကဘန်လီကလည်းကျွန်တော်ဒါတော်ရင်ဟော့စ်ပါ့ဆိုလည်းသုံးဂိုးပြန့်နဲ့ရှုံးတယ်နောက်ထပ်ကျွန်တော်ဒီမန်ချက်စတာယူနိုက်တက်ကိုဆိုလည်းသုံးဂိုးနှစ်ဂိုးနဲ့ရှုံးတယ်ဒီလိုမျိုးရှုံးခဲ့ပြီမဲ့ကစားတဲ့အခြေအနေတခုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တန်းတဲ့အသင်းမှုတစ်ဖက်အသင်းအသင်းကြီးနဲ့အဝေးကွင်းပွဲစဉ်မှာပိတ်ကစားတာမျိုးဆိုတာမရှိဘူးပေါ့နော်ဒါလေးကတော့ကျွန်တော်ဒါဒီနှစ်ရဲ့ထူးခြားတဲ့အခြေအနေလို့ကျွန်တော်ဒါပြောလို့ရမယ်ထင်ပါတယ်ထူးခြားမှုကကျွန်တော်ဒါမန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာဆိုရင်လဲဒါနောက်ဆုံးမိနစ်မှာ င်နေဒီနဲ့เนาะမဟုတ်ရင်ဒါဘန်လီရဲ့ခံကန်နိုင်စွာဘယ်လောက်ထိရှိရဆိုတာကျွန်တော်တွားပြီးမှတွေ့ရမယ်ဒီယာဒီမာကဒီအသင်းငယ်လေးတွေမှုဒါအသင်းကြီးတွေကွင်းမှာကစားရပြင်မဲ့ခံကစားတာမျိုးပိတ်ကစားတာမျိုးလဲဆိုင်ပို့ပြီးမှပို့ပြောပြောလဲသူတပြန်ကိုတပြန်ပေါ့เนาะအခွင့်အရေးရရင်ရလို့ထိုးနဲ့နိုင်စွာရှိတဲ့ဟာကိုလဲကျွန်တော်ဒါတွားပြီးမှတွေ့ရတယ်အဲ့အတွက်လဲဟိုအပြန်အလှန်ကစားတဲ့အခြေအနေတခုမှာတော့အင်ရှင်တင်းနေရဲ့ဒီနိုင်ပွဲနှုံးလေးက ပို့ပြီးမှအားကောင်းလာတဲ့အနေထားမြင်ရပါဘူးနော်ဟုတ်ကဲ့ပါဒါဆန်နာလန်ဆိုရင်ဒါနီနီဆက်ဆက်အာဆင်နယ်နဲ့တို့ကစားသွားကြတဲ့အိမ်ပွဲမှာတော်တော်ကိုဗျာတို့ကစားပုံကပြန်ပတ်အသင်းကြီးကိုဖျို့ဖျဲဖြစ်အောင်လုပ်နိုင်တယ်ပေါ့နော်ဟိုကြောက်စိတ်ဝင်လာတော့တို့ကမောင်းမောင်းပြီးတော့ကစားသွားတဲ့ပုံစံမျိုးကျွန်တော်တတိထားမလို့ဆိုရင်တို့ဒါ1 2နဲ့ပြန်ဦးဆောင်ခဲ့ရတာအနေထားရောက်လာတဲ့အချိန်မှာတိုက်စစ်တွေကိုအတကုံသုံးရအောင်လုပ်ပါနော်ဒီ travel chain လုပ်ပြီးတော့အာဆင်နယ်ဘက်ကိုဖိအားပေးပြီးနောက်ဆုံးမှတို့ဒါအဖိုးတန်းချီပါကိုပြန်ရအောင်ပါဆိုတော့အသင်းငယ်တွေကလည်းအခုပြောသလိုပါနော်အသင်းကြီးကိုရှိန်မနေတော့ဘူးသူအိမ်ကွင်းရောက်ပြီးဆိုရင် သူတိုက်ကိုတိုက်ဟုတ်တယ်ဖွင့်ပြီးတော့ဗောနော်ဒီလိုမျိုးကစားရတယ်ဆိုတော့တော်တော်လေးကိုဒီရဒီရပြောင်းလဲလာရဲဆိုတော့အဲ့တော့အခုလက်ရှိဒီပြောခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုရဲရဲ့အမြင်လေးဗောနောက်ဆုံးအပိတ်လေးပါများပြည့်စက်ပြီးတော့ပြောဦးမလဲကိုဟုတ်ကဲ့ပါကျွန်တော်အင်ရှင်ဒီစတာဒီတစ်ခုမှာကတော့တွားဒါကတော့ဟိုလိုပြောမလဲလုံးဝအမှန်လို့ကျွန်တော်ပြောချင်တာတော့မဟုတ်ဘူးเนาะဒီလေလာမှုတွေကကျွန်တော်ပြန်ကြည့်လိုက်မှဆိုရင်ဒီအိမ်ကွေးမှာအိမ်ကွေးတစ်ပွဲမှာဆိုရင်ကျွန်တော်ဒါပရိသတ်အားပေးမှုတထောင်ပုံများတိုင်းဒါအင်ရှင်တင်းနေရဲ့ဂူရရှိမှုက0.1ကျွန်တော်ဒါတကူးများတာပေါ့เนาะ0.19 ပို့ပြီးတော့များလာတယ်ဆိုတော့ဒီ story တခုလေးလည်းကျွန်တော်ဒါတွားပြီးတော့တွေ့ရဆိုအင်ရှင်သင်းတွေကတော့ပုံမှန်အားဖြင့်ကတဲ့ကိုကပို့ပြီးတော့မှအားသာလေးရှိတဲ့အခြေအနေတခုမှာဒီရာဒီမှာကတော့ဒီခန်းစစ်ကိုဒီအဝေးကွင်းရောက်တဲ့အခြေအနေမှာဒါဧည့်သည်သင်းကခန်းစစ်ပိတ်ကစားတာမျိုးလည်းဆိုင်ရင်ဒီဧည့်သည်သင်းကလည်းသူတို့ပြန်ကိုလိုပြန်တိုက်စစ်ပြန်ပြီးတော့ဖွင့်ကစားတဲ့အခြေအနေတွေကြောင့်ကျွန်တော်ဒါအင်ရှင်သင်းတွေကပို့ပြီးတော့မှဒါဘယ်လိုပြောမလဲနိုင်ဝင်းနှုံးလေးလည်းပို့ပြီးတော့မှရလာတာလေးတွေ့ရတယ်ပွဲတွေလည်းပို့ပြီးတော့မှအကျိတ်နယ်ရှိလာတဲ့ပုံစံမျိုးလေးလည်းမြင်ရတယ်တပွဲပြပြကျွန်တော်ဒါ ဘယ်လိုပြောဂိုးသွင်းနှုံးကတော့မိနစ်တုံးရတဲ့ဆိုင်ကျွန်တော်ဒါအရင်ကြီးကြွာချခြင်းမှာတော့ကြွာချလိမ့်မယ်ဒါပေမဲ့တေချာတစ်ခုကတော့ဒီယာဒီမှာဒါထူးခြားမှုလေးကပရီးမီးယားလိမှာဆိုရင်ကျွန်တော်ကြည့်ကြည့်လိုက်ဟိုမှာလက်ရှိအခြေအနေစိုးနေတဲ့ဝူဗန်တန်တော့မှဒါတော်တင်ဟော့စပါ့ကိုဗျာကျွန်တော်အဝေးကွမှာခံကစားနိုင်ခဲ့တာလေးကျွန်တော်ကြွာကြည့်မယ်ဆိုရင်ဒီအသင်းငယ်လေးတွေရဲ့ခံကန်နိုင်စွာအရန်ကိုပို့ပြောမှမြင့်မားလာတယ်ဒါကဟိုဘယ်လိုပြောမလဲအရင်အရင်နှစ်တွေကတည်းကဆိုင်ကျွန်တော်ဒါဒီယာဒီမှာလုံးဝကိုထူးခြားတဲ့အချက်တစ်ခုပဲဟိုမန်ချက်စတာစီးတီးမှုအာဆင်နယ်မှု ဥမာဆန်နလန်နဲ့ပွဲကစားဆိုရပါဗျာဒါဆန်နလန်ကိုကျွန်တော်တွားကစားရတယ်အချိန်ဒီကူမှာနိုင်မယ်ဆိုတော့ခန်းစားမှုမျိုးတဲ့ဆိုင်နိုင်တော့နိုင်ကောင်းတယ်ဒါပေမဲ့ခက်ခက်ခဲခဲကစားရမယ်ဆိုတော့ဒီဘယ်လိုပြောရမလဲခန်းစားမှုလीတော့ကျွန်တော်ဒါပေးလာနိုင်တယ်ဒါတွေကကျွန်တော်ဒါအသင်းငယ်တွေရဲ့ဒီတိုးတက်လာတဲ့အချိန်ဒီတခုလို့လည်းပြောလို့ရတယ်ဒီလိုအိမ်ခွင့်နိုင်ခွင့်နှုံးမြင့်တက်လာခြင်းအဖြစ်ဒါအသင်းငယ်တွေရဲ့ဒီဆွမ်းဆောင်မှုမြင့်မားလာတဲ့အပိုင်းလေးလည်းကျွန်တော်ဒါတွားပြီးတော့မှတွေးရတာပေါ့နော်ဟုတ်ကဲ့ပါအခုလို့ဒါဒီရာဒီဒါအင်ရှင်အသင်းတွေရဲ့ ိုးတက်လာတဲ့ဒီနိုင်ပွဲရခိုင်တို့အနေနဲ့ပတ်သက်ပြီးတော့အခုအမြင်လေးပေါ့နော်သုံးသပ်ပေးခဲ့တာကျေးဇူးအများကြီးတင်ပါတယ်ဒါကိုလည်းပြည်သက်တွေဒါသဘောကျလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ပေါ့ဟုတ်ကဲ့ပါဗျဟုတ်ကဲ့ပါအခုကျွန်တော်တို့ညီကိုတွေတင်ဆက်ပေးခဲ့တာကတော့ဒီရသည်အင်ရှင်သင်းတွေရဲ့စွမ်းဆောင်ရည်အမြင့်ဆုံးမှတ်ကိုရောက်ရှိလာခဲ့တဲ့ပုံမှာကျွန်တော်တို့ရဲ့အမြင်လေးတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အခုလိုအချိန်ပေးစောင့်ကြည့်ခဲ့ကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်